ဒေါ်လာမျိုးတွေအားလုံးပဲအလင်းဘေးနဲ့မေးပြီးဓမ္မမြန်သုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျစ်ပရိုဒျူရှင်းချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဧပြီလ29ရက်နေ့အင်္ဂါနေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိသတင်းချုပ်ကိုပြသတော့မှာဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိရှိပေးဖို့ဒီနေ့ကနေပြထမှန်တောင်းဆိုလိုက်ပါရစေ။တောင်းဆိုအနေနဲ့ကတော့နိုင်ငံမှာမအေးဘေးတံကိုလူလဲခံရတဲ့အချိန်မှာပဲအလင်းဘေးတံကိုထပ်မံကြုံတွေ့ပြီးတော့ပြည်သူတွေများကြီး ုံးရှုံးမှုတွေရှိခဲ့ပါတယ်။လူဆုံးရှုံးသွားတဲ့ပြည်သူတွေအတွက်ဆိုပြီးတော့မင်းအောင်နိုင်ကလည်းမအေဘေးကပြန်ပြီးတော့အလှလုပ်ပေးနေတာကိုလည်းတလပြေမှတွေ့နေရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘောမရက်ွက်တွေနဲ့သူ့ရဲ့ social media platform တွေမှာကတော့သူ့ရဲ့ဘဘကြီးမင်းအောင်နိုင်ဟာအခုလိုမျိုးရန်ကုန်မှာဘာသာတရားကိုကန့်ဆိုင်ပြီးတည်တယ်ပါတယ်ဆိုပြီးတော့အချင်းမျိုးမျိုးနဲ့ပုံစံမျိုးမျိုးလုပ်ပြီးတော့အုပ်လွင့်ပြတာဖြန့်ဝေနေတာကိုလည်းတွေ့နေရပါတယ်။အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လည်း သူနဲ့လိုက်ဖက်ဆုံးဖြစ်တဲ့ဆရာနိုင်မာဟီးစတာဘီခွန်နီနီနေဝင်းတီဆိုထားတဲ့ပြင်းရဲ့ပုံနဲ့အောင်ဆက်ပြီးတော့ဖော်ပြပေးလိုက်ပါတယ်။ဒါနဲ့လည်းမို့ကကောင်းသည်။ဟောမစားသေးနေတော့ခွေးဟောင်းလာခံခံရသည်ရေကြီးလေနံရဲချောက်ခဲ့သည်။မြေနီလူများမို့လမ်းဆိုင်ထားသွားကြသည်။သေလည်းမထူးဘူးလေလည်းမထူး <laughs> ော်ပြီနတ်တကမတနရာရှေးကြလေပြီလူတွေလိုနေရသလားဟေးကံကူတာမုံချမလားဟေးဖိနေတော့တော့စင်ရဲ့ကြရသည်စားပြာမရှိတဲ့တရောင်းစားတော့တိုက်သည်လူမွေးတော့မြည့်ရဲ့ အခေါ်ကမင်းလုပ်သည်မကားမှုဖြင့်သာဒီဘဝနိုင်သည်တရားဆောင်တဲ့တွင်ကင်းမဲ့ခြေသည်မင်းမူတန်တွင်နှိမ့်ဆက်လေသည်ခွေးတော်ဟောင်းမချောင်းပြည့်ရရင်ပြန်ကြိုက်ပေသည်ကြရာ တရောင်းစားတို့တိုင်းပြီလူမွေးတို့ရဲ့ရဲ့ဘယ်တော့စင်နိုင်ပြီမိတရားတို့မဆောင်မပြီသမင်းစားဖို့တော့မှနင်းပြတို့ထောင်ချရလေပြီ 在意流连你太腻 လန်မျိုးတွေအားလုံးပဲနောက်ထပ်သတင်းပုံတွေနဲ့ကတော့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာစစ်ကောင်စီရဲ့ထိန်းချုပ်မှုမရှိတော့ဘဲအေအေလက်အောက်ကြောက်အောင်တွားပြီးဖြစ်၍ဘင်္ဂလားဒေ့ရှ်ကအေအေနဲ့မဆက်ဆံဘဲနေလို့မရတော့ကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်ကနေပြီးတော့ပြောဆိုလိုက်ပြီးဖြစ်ပါတယ်။အဟာအေပယ်လ29ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ၎င်းကထပ်ပါအတိုင်းပြောဆိုလိုက်ပါတယ်။နယ်စပ်တစ်ခုလုံးကိုအေအေကထိန်းချုပ်ထားပါပြီ။စစ်ကောင်စီအနေနဲ့ဘာမှကိုမှမထိန်းချုပ်နိုင်တော့ပါဘူး။ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကိုပဲဆက်ဆံနေပြီးအေအေကိုမဆက်ဆံပဲနေလို့မရတော့တဲ့အခြေအနေရောက်နေပါပြီ။ဒါကြောင့်ကျွန်တော်တို့အနေနဲ့လိုအပ်တယ်လို့ဆက်ဆံရေးကိုစတင်လုပ်ဆောင်သွားတော့မှဖြစ်ပါတယ်လို့ဆိုပြီးတော့မင်္ဂလာဒီနိုင်ငံသားအေအကြံပေးရလဲပြောကြခဲ့ပါတယ်။ထို့ပြင်ရခိုင်ပြည်နယ်မှာရှိတဲ့စစ်ဘေးသင့်ပြည်သူများတို့လည်းမြန်မာနိုင်ငံရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့နယ်စပ်တလျှောက်လူသားချင်းစာနာထောက်ထားမှုဇင်းကြံတိဆောက်ရန်ကိုလည်းကုလသမဂ္ဂကတောင်းဆိုခဲ့ပါတယ်။အဲ့ဒီဟာကိုလည်းကျွန်တော်တို့ကလာရောပေးမှာပါသဘောတူညီခဲ့ပြီးလဲဖြစ်ပါတယ်ဆိုပြီး၎င်းကထပ်မံပြောကြားပါတယ် ကုလသမဂ္ဂကတော့မြန်မာနိုင်ငံမှာရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေတောပိတ်ဖို့အတွက်ဓာတ်ရိုက်ဝင်လို့မရတဲ့အခြေအနေနဲ့ဓာတ်ရိုက်လည်းမဝင်သင့်တဲ့အခြေအနေကြောင့်ဘင်္ဂလားဒေ့ရှ်ဘက်ကတောင်းဆိုမှုတွေပြုလာတာဖြစ်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်အနေနဲ့ကလည်းဆက်ဆံလို့မရတော့တဲ့ရခိုင်တပ်တော် AA နဲ့ဆက်ဆံမှုတွေကိုစတင်နေပြီဖြစ်တဲ့အတွက်လက်ခံပေးလိုက်ပြီဖြစ်ကြောင်းလည်းသိရှိနေပါတယ်။ဒါဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့မှာအခြေအနေချို့ရှိပါတယ်။အသေးစိတ်တော့ကျွန်တော်မပြောပါဘူး။အခုအခြေအနေတွေကတော့ပြည့်မီခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ ေချာပေါက်ကြီးတဲ့ပူကူညီမှာပါလို့လည်းသူကပြောကြားထားပါဗျ။မြန်မာနိုင်ငံမှာပြိပက္ခဟာဘင်္ဂလားဒီနိုင်ငံရဲ့အကျိုးစီးပွားနဲ့တိုက်ရိုက်ချိတ်ဆက်နေကြောင်းမြန်မာနိုင်ငံမှာဒုက္ခသည်များပြားဟာဘင်္ဂလားဒီနိုင်ငံတွင်ခိုးလုံနေပြီး၎င်းတို့ကိုမြန်မာနိုင်ငံပြန်လည်ပို့ဆောင်လိုကြောင်းထို့ကြောင့်ဒုက္ခသည်များအိမ်ပြန်နိုင်ရေးဘင်္ဂလားဒီအနေနဲ့လိုအပ်သောလှုပ်ဆောင်ခြင်းများကိုစုလုံဆောင်သွားမည်ဖြစ်ကြောင်းလည်း၎င်းကဆိုထားပါဗျ။ဘင်္ဂလားဒီနိုင်ငံဟာ2019ခုနှစ်ဩဂုတ်လ17ရက်နေ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင်းဖပြေးခဲ့သောမြန်မာနိုင်ငံမှာရိုဟင်ဂျာဒုက္ခသည်ပြည်သူ့မှ3000ကျော်ကိုလက်ရှိမှာလက်ခံထားရောက်ကြောင်းလည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အာကတတော်အေးနဲ့ပူးပေါင်းပြီးတော့အခုဆိုရင်တော့လုပ်ငန်းတွေလုံဆောင်တော့မှဖြစ်တဲ့အတွက်ဘောမတော်ရဲ့ပောက်ကွဲမှုကလည်းထူးထူးခြားခြားပါပဲ။ဘောမတွေကိုတော့အထင်မသေးပါနဲ့။ဘောမတွေကဘင်္ဂလားဒေ့ရှ်ကိုတော့ဘုံသွားကျဲခိုက်နေတဲ့အနေအထားမှာရှိနေတာပါ။အဲ့လိုမျိုးပုံတော့တွေကပြေးတာဖြစ်တဲ့အတွက်သူကနိုင်ငံတက်ပြီးလွတ်တော်တက်ပြီးတော့သူတို့ကိုဘာလာပြောပြောပြောချင်တာပြောအကုန်ဘုံကျင့်မယ်ဆိုတဲ့မင်းအောင်နိုင်တာသမီးတွေပေါ့ဗျာ။ဒီပေးကိစ္စကိုပြောမယ်။ ်ပြီးခဲ့တဲ့2024ခုနှစ်ကဘင်္ဂလားဒေ့ဝန်ကြီးချုပ်ငင်းငယ်ရင်းနိုဘယ်ဆုရှင်ကကုလသမဂ္ဂမှာတောင်းဆိုထားတာရှိတယ်ကုလသမဂ္ဂအနေနဲ့ရခိုင်ပြည်နယ်ဘင်္ဂလီရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်အစည်းအဝေးဖိုင်နှီးပြီးပါဆိုပြီးတော့ကုလသမဂ္ဂကိုတနာခံတောင်းဆိုထားတာရှိတယ်ဆိုလိုချင်တဲ့သဘောကရှင်တို့တွေရဲ့ဘဝပိုင်ချမ်းမြေတဝက်ကိုရှင်တို့တွေနဲ့သွေးသားမတော်ဆက်တဲ့ဒဇင်းလူတွေကိုခွဲဝေပေးရမယ်အနေထားဖြစ်တယ် လက်ရှိမှာဆိုလို့ရှိရင်လေဒီဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဒီတရုတ်နိုင်ငံနဲ့လက်ရှိပူပူနေနေတွေ့ဆုံဆဲကလာမှာလေတရုတ်နိုင်ငံအနေနဲ့ရခိုင်ပြည်နယ်ကိုဘင်္ဂလီတွေအတွက်အစည်းအဝေးဖန်တီးပေးရေးကူညီပေးပါဆိုပြီးတော့အတနာခံတောင်းဆိုတာရှိတယ်။လက်ရှိမှာ လာရှုကိုလက်လွတ်ဆုံးရှုံးထားရတယ်တဖက်အုပ်စုတွေကရှုံးမဲမဲပြီးတော့တရုတ်ကိုရှုံးမဲမဲနေတဲ့အချိန်မှာဘင်္ဂလားဒေ့ကတရုတ်ကိုအဲ့ဒီလိုသွားပြီးအကူအညီတောင်းတဲ့အတွက်အချိန်ကိုက်အခါကိုက်သူတို့တွေဝါဒဖြန့်နေကြတယ်စိတ်မကောင်းစရာကအခုလိုမျိုးမိမိတို့ရဲ့ဘိုးဘွားပိုင်အချိန်မေကိုမိမိတို့နဲ့သွေးသားမတော်ဆက်တဲ့လူကိုခွဲဝေပေးရမယ်ကိစ္စကိုရခိုင်ခေါင်းဆောင်ပါဆိုတဲ့ထုံးမြင့်နိုင် ရခိုင်တနက်ကိုင်ခေါင်းဆောင်ပါရခိုင်လက်နက်ကိုင်တပ်ဖွဲ့ပါဆိုတဲ့အေအေနဲ့ရခိုင်ကနိုင်ငံရေးပါတီတွေကတခွန်းတပါဒမှဖွင့်ဟလာခြင်းမရှိဘဲနဲ့နှုတ်ပိန်နေကြ မှာဖွင့်ဟလာခြင်းမရှိဘဲနဲ့နှုတ်ပိနေကြတာအမေရိကန်ဆိုလို့ရှိရင်စိတ်စိတ်နေခြင်းဟာဝန်ခံခြင်းလို့ တော့ဘာတက်ရောက်တယ်မိမိတို့ရဲ့နေမျိုးကိုခွဲဝေပေးရမယ့်ကိစ္စကို2024မှာဘင်္ဂလားဒေ့ဝန်ကြီးချုပ်ကကုလသမဂ္ဂကိုအတနာခံတဲ့ကအေအေနဲ့တူရခိုင်ပြည်နယ်မှာရှိတဲ့နိုင်ငံရေးပါတီတွေကငါတို့ရဲ့နေမျိုးကိုလုံးဝမပေးနိုင်ဘူးဆိုတဲ့ပြတ်သားတဲ့စကားကိုပြောရမယ်ဒါပေမဲ့ရခိုင်ခေါင်းဆောင်ပါဆိုတဲ့အဖွဲ့တွေကရခိုင်ပြည်ကိုခွဲဝေပေးရမယ့်ကိစ္စကိုမပြောဘဲနဲ့ကြားထဲကငှက်ထွားခါးနာပြီးကျမတို့ကကြီးတော်နွားကိုချောင်းနေရတယ်ဆိုတော့ ။ဟဲ့နင်းပါပဲအုတ်ချုပ်ချင်လို့ဆိုပြီးမြန်မာနိုင်ငံကိုတက်ပြီးအုတ်ချုပ်တာလေနင်းပါကိုဘယ်သူမှမကြိုးဆိုပြီးအုတ်ချုပ်ပါဆိုပြီးတရောက်မှမပြောခဲ့ဘူး။ပလင်မော်ခွေးတက်ပြီးအခုကြမှာခွေးရမနိုင်တော့မှရခိုင်ရပြည်သူတွေရခိုင်အားရခိုင်တော်အေးအေးပို့ချုပ်ထွေးမြေနိုင်ငံနေပြီးတော့တွားတာမယ်တဲ့။နင်းတို့အရင်တွားတိုက်ကြည့်စမ်းပါဦး။အရှိမရခိုင်ပြည်နယ်ကိုဘင်္ဂလီတွေအတွက်လယ်မြေပေးဖို့ကအခုမှမဟုတ်ဘဲနဲ့တမိုင်းအစင်ဆက်မှာတွေကရှိခဲ့တယ်။အဲဒီတမိုင်းအစင်ဆက်မှာကျမတို့တက်မလို့နဲ့ပြည်သူနဲ့ကညီညွတ်ခဲ့လို့ဒီအခြေအနေကိုကျမတို့ကာကွယ်ခင်းနိုင်တယ်။ ်ဒီနေရာမှာလွတ်လပ်လပ်ဖြစ်စဉ်တစ်ခုကိုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့အခု2019ရခိုင်ပြည်ပြဿနာနဲ့ပတ်သက်လို့เนาะကျမတို့ချက်ရတယ်ကျမတို့အင်မတန်မှကျမတို့ရဲ့နှလုံးသားနဲ့ထက်တူချက်ရတယ်ကျမတို့လေးစားရတယ်ကျမတို့တက်မတော်ခေါင်းဆောင်ကိုတရားစွဲဆိုခံထားရတယ်လို့တစ်ခါက NLD တွေ CRPH တွေ NUG တွေတို့တို့နှလုံးသားနဲ့ထက်တူချက်ရတယ်တို့ရဲ့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုလည်းဖက်ဝင်ရထုတ်ခံထားရတယ်ရှင်တို့ချက်တဲ့ခေါင်းဆောင်ကျမတို့ချက်တဲ့ခေါင်းဆောင်တွေကိုကျမတို့နိုင်ငံမှာလာရောက်နေထိုင်တဲ့လူတွေကတရားစွဲဆိုခံထားရတယ် ရဲ့အခုမှအဘကမနိုင်တော့မှရှင်တို့ချစ်တဲ့ခေါင်းဆောင်တွေကျမတို့ချစ်တဲ့ခေါင်းဆောင်တွေသူပြီးမြတ်တတစကလုံးတွေကိုမပူတူပစကမျိုးထွက်နေပါတယ်။တို့အဘနဲ့ငါတို့မေစုကိုလာပြီးတော့တမ်းမကြီးနဲ့ခိုးရဲလူနဲ့လုံးဝတမ်းမတူတာကိုသိထားဖို့လိုတဲ့ဘောမှာနော်။ကြီးနေတဲ့ဘောမှာရောပြောလိုက်တယ်ခိုးရဲနဲ့လူနဲ့တမ်းမတူဘူး။အဲ့ဒီနောက်ဆက်ကောင်အမှုကကျမတို့မြန်မာနိုင်ငံမှာထေလောက်နဲ့ပြီးသွားတာတော့မှကြံဖန်ပြီးကျေးဇူးတရားမယ်။ဟော်လန်မျိုးတွေအားလုံးပဲဒီပူလေးမှတွေ့ရမယ်အကြောင်းအရာလေးကတော့အယုတ်ကြီးရဲ့လှေနဲ့နှစ်ဖက်နင်းနေပုံကိုတကူသိမ့်မြက်ကနေပြီးတော့ကုန်းကွက်မြင်းအောင်ထောက်ပြပြောဆိုထားတာဖြစ်တဲ့အတွက် ပြန်လည်းမျှဝေပေးလိုက်ပါတယ်ဒါဟာဒုတိယပိုင်းဖြစ်ပါတယ်မနေ့ကညမှာတော့ပထမပိုင်းကိုတင်ပေးတာဖြစ်တဲ့အတွက်ပထမပိုင်းကိုကြည့်မှလားဒုတိယပိုင်းကိုဆက်လက်ကြည့်ရှုမယ်ဆိုရင်ပို့ပြီးတော့နားလည်တဲ့ပုံပေါက်မှလည်းဖြစ်ပါတယ်အားလုံးပဲကြည်ရတဲ့တော်တယ်မျိုးတွေအားလုံးကျွန်တော်နဲ့အတူတူကြောက်သိမြုံအားပေးလိုက်ကြအောင်ဗျာရှေ့ရေတော်ပုံရဲ့အဆက်လက်ဖြစ်ပါတယ်ဒီဒေါ်လာရဲ့အပေါ်မှာဝင်ရောက်ဆွတ်ဖက်ပတ်သက်နေကြသူတွေအနေနဲ့လက်ရှိအခြေအနေမှာတရုတ်ဟာအင်အားအကြီးဆုံးပါအဲအကြောင်းတရုတ်ရဲ့လှုပ်ဟန်တရုတ်ရဲ့ Twitter ကြံစပုံတရုတ်ရဲ့နည်းဗျူဟာတွေကို အဓိကထားပြီးတော့တုံးတက်နေတာဖြစ်ပါတယ်အခုတုံးတက်ချက်ဟာဒုတိယပိုင်းဖြစ်ပါတယ်ဒီတုံးတက်ချက်ရဲ့ရှေ့ကတုံးတက်ချက်ဗီဒီယိုကိုအရင်ကြည့်ပြီးမှအခုတုံးတက်ချက်ကိုပို့ပြီးတော့နားလည်ပါလိမ့်မယ်ရှေ့ဗီဒီယိုကိုအရင်မကြည့်ပဲဒီဗီဒီယိုကနေပြီးတော့ဖြတ်ကြည့်မယ်ဆိုလို့ရှိရင်နားလည်မှုတိမ်းဆောင်းပါဘူးစိုးရိမ်မိတဲ့အကြောင်း3ပိတ်ချင်ပါတယ်ခင်ဗျာဘိုးချုပ်မင်းအောင်လာရင်အာနာသိမ့်လိုက်တာကိုတရုတ်ကမကြိုက်ပါဘူးဘာကြောင့်မကြိုက်တာလဲဆိုတော့ အာနာသိမ့်လိုက်တဲ့အတွက်အကြီးအကျယ်မငြိမ်မသက်မှုတွေဖြစ်လာတော့မှာမို့မကြိုက်တာပါတရုတ်ကစီးပွားရေးလှုပ်ချင်ပါတယ်သူ့ရဲ့မဟာဗျူဟာမြောက်စီမံကိန်းကြီးတွေကိုအကောင့်ထဲဖွင့်ချင်ပါတယ် Bertrand Road Initiative BRI လို့ခေါ်တဲ့ခစ်သစ်ပိုလန်မစီမံကိန်းကြီးဟာအကြီးကြီးပါကမ္ဘာကိုစီးပွားရေးရနိုင်ငံရေးဩဇာအရာအကြီးအကျယ်စုံမချဲလဲနိုင်မှုရည်မှန်းချက်ထားကြံစီထားတဲ့စီမံကိန်းကြီးပါပြီးတော့ တရုတ်အတွက်အသိအရေးကြီးတဲ့ရေနံနဲ့ဓာတ်ငွေ့အမွာပိုက်လိုင်းကြီးရှိပါတယ်။တကောင်းချင်းနီ24ရေလက်ဘရောင်းချင်းနီ24ရေဘီလက်မြေဆက်ယုံရေနဲ့စိတ်ကန်းယူနန်ကနေမြန်မာနိုင်ငံကိုဖျက်ပြီးတော့ဖောင်းမဲ့မြေထားလန်းတရုတ်မြန်မာစီးပွားရေးစင်ကြံလန်းစသဖြင့်တရုတ်ရင်းနှီးမြှုပ်နှံမှုတွေတရုတ်စီမံကိန်းတွေတရုတ်ရဲ့မဟာဗျူဟာရအရေးပါတဲ့လုပ်ငန်းတွေဟာဘုံမင်းအွန်လိုင်းအာနာသိမ့်လိုက်တဲ့အတွက် တချို့ကိုစိုင်းငံ့လိုက်ရပါတယ် တချို့လှုပ်ပြီးသားစီမံကိန်းတွေမှာလည်းအန္တရာယ်ကျရောက်လာပါတယ်အဲ့ဒါကြောင့်ဘုံမင်းအောင်လှိုင်အာနာသိန်းနာကိုတရုတ်ကမကြိုက်ပါဘူးခြေလွန်လက်လွန်နေမဖြစ်စေချင်တဲ့အတွက်ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါတီမဖျက်သိမ်းဖို့ဘုံမင်းအောင်လှိုင်ကိုတရုတ်ကပြောပါတယ်ဘုံမင်းအောင်လှိုင်ကနားမထောင်ပါဘူးဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့တရုတ်ကတောင်းဆိုပါတယ်ဘုံမင်းအောင်လှိုင်ကနားမထောင်ပါဘူးလူရည်တန်းတဲ့ချီပါဝင်တဲ့ဆန္ဒပြပွဲကြီးတွေဖြစ်လာတော့တရုတ်က ပိုလို့တောင်မှမကြိုက်တော့ပါဘူး။သူတို့တရုတ်ပိုင်နဲ့ဆက်ယုံနေအလုပ်ယုံတွေကိုမိရှုဖြက်စီးတာမျိုးတွေကိုလည်းတွေ့လာရတော့ပိုပြီးတော့ဆိုးရင်ပါတယ်။လူငယ်တွေကိုခေါင်းတက်တက်တနတ်နဲ့ပြစ်ပြီးတော့လက်နက်ကင်တော်လာရေးထီဖြစ်လာပါတယ်။လက်နက်ကင်တော်လာရေးဖြစ်တော့တူမီနဲ့တိုက်တဲ့လူငယ်တွေကိုတောင်မှရှုံးနေတာတွေမြင်လာတော့တရုတ်ဟာဘူဂျုံမင်းအောင်လှရဲ့လှုပ်ရည်ကင်ကိုအထင်သေးပါတယ်။ဒါပေမဲ့စစ်ကောင်စီကိုတရုတ်ကတိုးမပေါက်ဖွယ်ဖြစ်နေပါတယ်။ တရုတ်ပြောတာကိုစစ်ကောင်စီကနားမထောင်နားမဝင်ပဲဖြစ်နေပါတယ်တရုတ်ကိုကံပြီးတော့ရုရှားကိုပြစ်ကတ်တဲ့လောက်ရကိုလည်းသေချာပေါက်မျက်မုံကျုံမှာပါဒီတော့တရုတ်ပြောတာကိုနားမထောင်တဲ့ဘူဂျုံမင်းအောင်လိုင်းကိုလိမ့်မာလာအောင်ယဉ်ကျေးလာအောင်တရုတ်ကပညာပေးဖို့လိုအပ်လာပါတယ်အဲ့ဒီအချိန်မှာပဲကြားဖြန့်ပြဿနာကလည်းပိုဆိုးလာပါတယ်ကြားဖြန့်လုပ်ငန်းကိုကိုယ်တိုင်လုပ်နေတဲ့သူငွေကြေးယူပြီးတော့အကာအကွယ်ပေးနေတဲ့သူတွေဟာ ကိုကံမှာရှိနေတဲ့ပယ်လျူဝေမီမိသားစုတွေဖြစ်နေပြီးတော့အဲ့ဒီမိသားစုတွေဟာစစ်ကောင်စီရဲ့လူတွေလည်းဖြစ်နေပါတယ်စစ်ကောင်စီဗိုလ်ချုပ်တချို့ကလည်းကြားဖြတ်လုပ်ငန်းတွေကိုအကာအကွယ်ပေးပြီးတော့အကျိုးမြတ်ရယူနေတာတွေရှိပါတယ်တရုတ်ကကြားဖြတ်လုပ်ငန်းကိုနှိမ်နှင်းပေးဖို့ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုပြောပါတယ်ကြားဖြတ်လုပ်ငန်းလုပ်နေတဲ့ပယ်လျူဝေမီမိသားစုတွေဟာစစ်ကောင်စီရဲ့ရန်သူတော်ဖြစ်တဲ့ဖုံမိသားစုကို ဖိနှိပ်ထားဖို့အတွက်စစ်ကောင်စီကအသုံးပြုနေတဲ့မဟာမိတ်တွေပါဖုံမီသားစုဦးဆောင်တဲ့ကိုကန်တက်ပြီးတော့ MNDA ကစစ်ကောင်စီရဲ့အဓိကရန်သူပါဖုံမီသားစုကိုဖြုတ်ချပြီးပယ်မီသားစုကိုစစ်ကောင်စီကိုယ်တိုင်တင်ပစ်ထားတာပါအဲ့ဒီတော့ကြားဖြတ်နှိမ်နှင်းရေးလှုပ်ဖွေရာစစ်ကောင်စီကအင်တင်တင်လုပ်နေပါတယ်ဒါကိုတရုတ်ကသိပါတယ်ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာတစ်ကြားဖြတ်ကိုနှိမ်နှင်းဖို့စိတ်မပါတယ်လို့နှစ်ကြားဖြတ်ကိုနှိမ်နှင်းဖို့ အရေးချက်မမေ့ဘူးလို့လည်းတရုတ်ကယူဆပါတယ်။အဲဒါကြောင့်ကြားဖြန့်နှိမ်နှင်းရေးကိုမြောက်ပိုင်းညီနောင်သုံးဘွဲ့ရဲ့လက်ကိုအပ်လိုက်ပါတယ်။ဖဲလျူဝေမီမိသားစုတွေကိုကြားဖြန့်တရခံအဖြစ်ကျင်ညာပြီးတော့စစ်ကောင်စီကိုဖမ်းခိုင်းလိုက်တဲ့အချိန်ထဲမှာပဲမြောက်ပိုင်းညီနောင်သုံးဘွဲ့ရဲ့တစ်တုံညာနှစ်ခွန်ဆစ်စင်ရေးပေါ်ပေါက်လာပါတယ်။တစ်တုံညာနှစ်ခွန်ဆစ်စင်ရေးနဲ့ပတ်သက်တဲ့တရုတ်ရဲ့ရီမန်းချက်ကပထမအချက်ကြားဖြန့်လုပ်ငန်းကိုဖျက်ဆီးဖို့အပြစ်မှာထုတ်ဖော်မကျင်ညာတဲ့ ဒုတိယရည်ရွယ်ချက်ကတော့သူတို့စကားကိုနားမထောင်တဲ့ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုယဉ်ကျေးလိမ္မာလာအောင်ပညာပေးဖို့ပါပဲ။မြင်းရိုင်းကိုလူတက်စီလို့ရအောင်ဇက်ခွန့်ပေးတဲ့သဘော၊နှသူကိုလှက်ဆွဲခိုင်းလို့ရအောင်တဘိုးကျင့်ပေးတဲ့သဘောမျိုးပါပဲ။ငါမိစိတ်ပြလိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုတာမင်းတို့ကြည့်ထားလို့ပြတဲ့သဘောပါ။တစ်တုံညာနှစ်ခွန်ဆက်စင်ရေးဟာတရုတ်မိစိမ့်ပြလို့ကိုကံပလောင် အေအေတွေကအားရပါးရအကွက်ချပြီးတော့စော်သွားတာပါ။ ဝါစီကလက်နက်အင်အားအထောက်ကူရပါတယ်ဒရုန်းတွေကဝါစီကနေတဆင့်ရတာပါတရုတ်ထောင်လန်ရေးကမမြင်ချင်အောင်စောင့်နေလို့သာအဲ့ဒီဒရုန်းတွေကို ကိုက ပလောင်နေအသုံးပြုခွင့်ရတာပါ China North Industries Group Corporation အတို့ကောင်းနဲ့ဆိုလို့ရှိရင် Norinco ဆိုတဲ့ကုမ္ပဏီဟာတရုတ်အစိုးရပိုင်းလက်နက်ကုမ္ပဏီပါတက်တုံညာနှစ်ခွန်ဆက်စင်ရေးမှာအဲ့ဒီကုမ္ပဏီကထုတ်တဲ့လက်နက်တွေပါပါတယ် ဒါအပြင်တရုတ်လူမျိုး drone ကျွမ်းကျင်သူပညာရှင်တွေလည်းပါဝင်ပါတယ်။ဒါကိုဗိုလ်ချုပ်မင်းအောင်လှိုင်ကတိလို့သူ့ပါဇက်ကနေပြီးတော့တရားဝင်ထုတ်ပြောကန့်ကွက်ခဲ့ပါတယ်။မဘာသားတွေကိုအသုံးပြုပြီးတော့တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေလုပ်ပါတယ်။ကိုကပလောင်အေအေတို့ရဲ့ရည်မှန်းချက်မှာကြားဖြန့်ကအဓိကမဟုတ်ပါဘူး။အဲ့ဒီထက်အများကြီးပိုပါတယ်။ကြားဖြန့်ကိုအခွင့်ကောင်းယူပြီးတော့တော်လှန်ရေးဆင်နွှဲတာကအဓိကပါ။ကြားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်ပြီးတော့ကိုကမှာရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတရုတ်ကြိုက်အောင်လုပ်ပေးတာပါတရုတ်ကြိုက်မှလည်းတော်လန်ရေးလုပ်လို့ရမှာပါဒုတိယတစ်ချက်ကဖယ်လျူဝေမီမိသားစုတွေကိုနှိမ်နှေးရေးပါအထူးသဖြင့်ကတော့သူ့ရဲ့အဓိကရန်သူတော်ဖယ်ဆောက်ချေရဲ့ဖယ်မိသားစုကိုနှိမ်နှင်းပြီးတော့ကိုကအုပ်ချုပ်ရေးပြန်လဲထူထောင်ဖို့ပါလက်တွေဆစ်ဆင်ရေးဆင်နွှဲတဲ့အခါမှာထင်ထားတာထက်အများကြီးပိုလွဲနေပါတယ်အရေးချင်းမမီတဲ့ဘုံမင်းအောင်လိုင်ရဲ့စစ်တပ်ဟာကောက်ပင်ကိုတစင်နဲ့အလီးခံရတယ်လို့ ရိတ်ကနေရိတ်ကနေပြိုသွားတာကိုတွေ့ရပါတယ်။အဲ့တော့မြောက်ပိုင်းညီနောင်သုံးဘွဲဟာဆက်အာနာရှင်စနစ်အပြီးပိုင်းပြိုကျသွားရေးအထိရည်ရွယ်ပြီးတော့ရှမ်းမြောက်ပိုင်းတစ်ခုလုံးကိုတနေရာပြီးတနေရာသိမ်းပိုက်ပါတယ်။တင်းအစိုးရဟာဗိုလ်ချုပ်မင်းအောင်လှိုင်နှိမ်နှင်းမပေးနိုင်တဲ့ကြားဖြတ်ကိုမြောက်ပိုင်းညီနောင်သုံးဘွဲကနှိမ်နှင်းပြလိုက်တော့ကျင်းနတ်အားရပီတိဖြစ်သွားပုံရပါတယ်။တင်းအုပ်တဲ့တော့ကြားဖြတ်ကိုနှိမ်နှင်းလိုက်နိုင်တယ်လို့ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုလည်းပညာပေးလိုက်နိုင်ပါပြီ။ဒါပေမဲ့ မြောက်ပိုင်းညင်အောင်သုံးဘွဲ့ရဲ့စစ်စင်ရေးဟာကြားဖြတ်နှိမ်နေရမှရင်ရက်မသွားပဲရှမ်းမြောက်တခွင်ပြဲပြဲစင်အောင် တမျိုးပြီးတမျိုးဟစ်တလာရဲ့ Blitzkrieg စစ်စင်ရေးလို့မြန်မြန်ဆန်ဆန်တိမ့်သွားတော့တရုတ်ပါမျက်လုံးပြူလာပါတယ်တရုတ်ဟာဗိုလ်ချုပ်မင်းအောင်လှိုင်ကိုအထင်သေးတယ်လို့မြောက်ပိုင်းညင်အောင် သုံးဘွဲ့ကိုလည်း short တွက်ခဲ့ပါတယ်တစ်တုံညာနှစ်ခုစစ်စင်ရေးကိုမီးစိမ်းပြလိုက်စင်တော့က ဒီလောက်အထိခီးပေါက်လိုက်မယ်လို့သူကမျှော်လင့်ထားပါဦးမရပါဘူးဒီလောက်အထိခီးပေါက်သွားတာကိုမြင်လိုက်ချိန်မှာတော့သူလက်လွန်သွားပြီလို့တွေးဖို့ရပါတယ်အဲ့ဒီအချိန်မှာစစ်ကောင်စီကတရုတ်ပြည်ကိုလူလွတ်ပြီးတော့မြောက်ပိုင်းညီနောင်သုံးပေါ်နဲ့ဆွေးနွေးညှိနှိုင်းပေးဖို့တွားတောင်းမှန်ပါတယ်တရုတ်အတွက်သူ့ရဲ့ရည်မှန်းချက်နှစ်ခုစလုံး အောင်မြင်တဲ့လောက်ဖြစ်သွားပါပြီပထမရည်မှန်းချက်ဖြစ်တဲ့ကြားဖြန့်ကိုလည်းတော်တော်နှိမ်နှင်းလိုက်နိုင်ပြီဒုတိယရည်မှန်းချက်ဖြစ်တဲ့စစ်ကောင်စီကိုယဉ်ကျေးလိမ်မာအောင်တင်နန်းပေးတာလည်းအောင်မြင်သွားပြီအခုဆိုရင်စစ်ကောင်စီဟာလိမ်လိမ်မာမာနဲ့အောက်ကျိုလာပါပြီအဲ့ဒါကြောင့်သူ့လူတွေကိုသူပြန် break out ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကြောင့် hiking studio body ဟာတရုတ်ရဲ့ကောင်းချီးပေးမှုနဲ့ပေါ်ပေါက်လာပါတယ်တရုတ်ရဲ့ blessing နဲ့ပေါ်ပေါက်လာပါတယ်ဒီနေရာမှာတစ်ချက်ရပ်ပြီးတော့ကျွန်တော်တို့စဉ်းစားတုံ့တက်ကြည့်အောင်ပါ တရုတ်ဟာဘာကြောင့်မြောက်ပိုင်းညီနောင်သုံးဘော်ရဲ့တော်လှန်ရေးကိုအဆုံးထိအမပေးရတာပါလဲအဆုံးထိအပေးလိုက်ရင်သူ့အတွက်ပိုမကောင်းနိုင်ဘူးလားတကယ်တော့ပိုကောင်းနိုင်ပါလဲမြောက်ပိုင်းညီနောင်သုံးဘော်ရဲ့တော်လှန်ရေးကိုအဆုံးထိအပေးလိုက်ရင်ဆက်အာနာရှင်စနစ်ပြုတ်ကျသွားနိုင်တယ်ဆက်အာနာရှင်စနစ်ပြုတ်ကျသွားရင်မြန်မာပြည်သူတွေရဲ့ဘဝဟာအများကြီးတိုးတက်ကောင်းမွန်သွားမယ်အဲ့လိုတိုးတက်သွားရင်အထူးသဖြင့်နောက်ထပ်ကောင်းလာနိုင်တာတခုကတရုတ်မြန်မာဆက်ဆံရေးပါ 88ခုနှစ်နောက်ပိုင်းကနေပြီးတော့ဒီနေ့အထိကာလတစ်လျှောက်လုံးမှာတရုတ်ဟာစစ်အာဏာရှင်ကို အပိတ်ခဲ့ပါတယ်။ကုလသမဂ္ဂမှာစစ်အာဏာရှင်ကိုအရေးယူဖို့ဆုံးဖြတ်ချက်တင်တဲ့အခါတိုင်းမှာတရုတ်ကအမြဲကန့်ကွက်ခဲ့ပါတယ်။အဲဒါကြောင့်တရုတ်ကိုမြန်မာပြည်သူတွေကတော်တော်ကိုမျက်မှောက်ကျိုးနေခဲ့ပါတယ်။မြန်မာနိုင်ငံရေးဟာလက်ဝဲအတွေးခေါ်အားကောင်းတဲ့နိုင်ငံရေးပါ။လွတ်လပ်ရေးမရခင်ကနေပြီးတော့1988မတိုင်ခင်အထိကာလတစ်လျှောက်ပြည်သူအများကြီးမှာအမေရိကန်စစ်ကြေးရေးပန်းစားခဲ့ပါတယ်။ မိုးဝေကြရာခေတစ်ခေတ်လုံးမှာဆိုလို့ရှိရင် အမေရိကန်နယ်ချဲစန့်ကြီးရေတို့ဗီယက်နမ်ထောက်ခံရေတို့ဩဂရာကြီးမော်စီတုံးကိုလေးစားထောက်ခံတာတို့ဆိုတာတွေဟာကြပြားတွေစားတွေစောင်းမတွေထဲမှာတမိုးလုံးဖျောက်စိတ်ဖြစ်ခဲ့ကြတာပါဒါပေမဲ့88နောက်ပိုင်းမှာအမေရိကန်ဂျီတိန်တို့ကကုလသမဂ္ဂမှာဆက်အာဏာရှင်ကိုအေးအေးယူဖို့တောက်လျှောက်အဆိုတင်ပြီးတော့တရုတ်ကဆက်အာဏာရှင်ကိုတောက်လျှောက်အကာအကွယ်ပေးလာတော့ပြည်သူတွေရဲ့နိုင်ငံရေးချင်းကွယ်ရှာဟာပြောင်းလဲသွားပါတယ် တရုတ်ကိုပြည်သူအများကမုန်းတိပြီးတော့အမေရိကန်ကိုထောက်ခံလိုလားသူတွေအများပြားဖြစ်လာပါတယ်။ဒါဟာတရုတ်ရဲ့ရည်တည်ချက်အမှားကြောင့်ဖြစ်တာပါ။တကယ်လို့သာမြောက်ပိုင်းညီနောင်သုံးဘော်ရဲ့တော်လှန်ရေးကိုအဆုံးထိအားပေးခဲ့မယ်ဆိုရင်တရုတ်အပေါ်အစိုးမြင်နေတဲ့အမြင်ဟာပြောင်းလဲသွားနိုင်ပါတယ်။တရုတ်ရဲ့ကူညီမှုကြောင့်မြောက်ပိုင်းညီနောင်ကတော်လှန်ရေးကိုဥဆောင်အောင်ပွဲဆင်နိုင်မယ်ဆိုရင်တရုတ်ကိုမြန်မာပြည်သူတွေကကျေးဇူးတင်ပါပါ။မြန်မာနိုင်ငံလဲရေရှည်ငိမ့်ချတည်ငြိမ်မှုရသွားမှာပါစစ်အာဏာရှင်စနစ်ရှိနေတဲ့ ရေရှည်ငြိမ်းချမ်းတည်ငြိမ်မှုဆိုတာမဖြစ်နိုင်ပါဘူးအခုလိုဆန္ဒပြတာတွေတက်ဖြတ်တာတွေအုံကြွမှုတွေဟာအဆက်မပြတ်ဖြစ်ပေါ်နေဦးမှာပါအဲ့ဒါကြောင့်မြောက်ပိုင်းညင်အောင်တုံးပေါ်ရဲ့တော်လန်ရေးကိုအဆုံးထိအားပေးခဲ့ရင်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီးတော့တရုတ်အတွက်လည်းစီးပွားရေးလုပ်လို့ပိုကောင်းမှာပါဒါပေမဲ့တရုတ်ဟာအဲ့ဒီလမ်းကြောင်းကိုမရွေးခဲ့ပါဘူးမြောက်ပိုင်းညင်အောင်ကို break out ပြီးတော့စစ်ကောင်စီကိုတလဲအားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်နှစ်ဖက်ခွ policy ကိုကျင့်သုံးမှုရွေးချယ်လိုက်ပါတယ် တရုတ်ဟာလိမ့်နံနှစ်ဖက်နဲ့မမျှဝင်လှုပ်လိုက်ပါတယ်။ဘာလို့အဲ့ဒီလမ်းကြောင်းကိုသူရွေးတာပါလဲ။ဘာကြောင့်လဲဆိုတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုကြောက်လို့ပါ။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့လှုပ်ရှားမှုတွေကိုတရုတ်ကစတင်ပေါ်ပေါက်လာကြတဲ့ကမျက်လုံးထောက်ထောက်ကြည့်ခဲ့ပါတယ်။အဲ့ဒါလို့ကြည့်ပြီးတဲ့နောက်တရုတ်ဟာ NUG ကိုအမေရိကန်ရဲ့လူလို့သတ်မှတ်ပါတယ်။ NUG ဘက်ကနေစဉ်းစားမယ်ဆိုလို့ရှိရင်တော့ရင်နာစရာတောင်ကောင်းပါလေ။ NUG ဟာအမေရိကန်အစိုးရရဲ့ကြကြနာနာထောက်ခံကူညီမှုကိုမရသလို့ တရုတ်စိုးရကလည်းရန်သူလို့ထင်တာကိုခံရပါတယ်တရုတ်ဟာ energy ကိုကြောက်ပါတယ် energy အာဏာရမှာကိုကြောက်ပါတယ် energy ကိုအမေရိကန်ရဲ့လူလို့ယူဆတဲ့အတွက်သူ့အိမ်နောက်ကျောင်းမှာအမေရိကန်အကြက်အစိုးရတက်လာရင်အဲ့ဒါဟာသူ့နောက်ကျောင်းကိုအမေရိကန်ကဓာတ်နဲ့ထောက်ထားတာမျိုးဖြစ်သွားမှာကိုအလွန်စိုးရိမ်ပူပန်ပါတယ်အဲ့ဒါကြောင့်မြောက်ပိုင်းညီနောင်၃ဘက်နဲ့ဝါကို energy အစိုးရနဲ့မဆက်ဆံဖို့အထီးဖိအားပေးခဲ့ပါတယ်ကိုကန်က energy နဲ့မဆက်ဆံမှာဘူးလို့တောင်း လူသိရှင်ကြားဂရီပေးလိုက်ရပါတယ်။အဲ့ဒါလိုလူသိရှင်ကြားထုတ်ပြောလိုက်ရတဲ့အတွက်မြန်မာပြည်သူတွေကမှကုကရဲ့နိုင်ငံရေးတိုက်ခါကြပါတယ်။ဒါပေမဲ့နီးရတာကိုပူကြရတယ်ဆိုလိုမျိုးဖြစ်ခဲ့ပါတယ်။တရုတ်ကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။တရုတ်ရဲ့လင်းနံနှစ်ဖက်နှင်း policy ဟာဘလို့ဆက်လက်ရုံလုံးပေါ်လာတယ်ဆိုတာကိုကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ပြောပါမယ်။